အမြန်ဆုံးလေးတက်တော့ရိုက်ပြီးတော့ပဲပေါ့နော်လွှင့်လိုက်တော့မယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အကောင်းဆုံးပေါ့ဗျာဒီနေ့ကျွန်တော်ကြံတာပေါ့စိုက်မပြခင်ကျွန်တော်အမြန်လေးလေးပြပါတော့58ဆိုတဲ့ကဏ္ဍတစ်ခုကအဲ့ဒီတစ်ခုကကိုတော့နော်58ဆိုတဲ့ကဏ္ဍတစ်ခုကိုကျွန်တော်ရဲ့မိတ်ဆွေတွေထိုးကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေတွေ58ကိုပမင်းနော်အာပြီးတော့တော့အော်နော်အာပြီးတော့တော့အော်နော်58ကိုပမင်းအာပြီးတော့တော့အော်ကျွန်တော်တို့အရန်ကနော်ဒုတိယနေရာမှာကကျွန်တော်တို့56ဒါကဒူအော်နော်အရန်ကကျွန်တော်တို့ ဒီထဲမှာပေါ့ဗျာဒူထဲမှာကျွန်တော်တို့ထည့်ပြလိုက်မယ်ဒူအိုးထဲမှာကတော့ကျွန်တော်တို့30 56 18ဆိုတဲ့ကဏ္ဍသုံးခွက်เนาะဒါကဒူအိုးဒီကဏ္ဍသုံးခွက်ကကျွန်တော်တို့ဒူအိုးဒါပါအိုးเนาะဒီနေ့အတွက်ပါအိုးစိုက်နှစ်တရာခွက်ကိုလည်းမိတ်ဆွေတို့ရွေးချယ်ပြီးတော့တင်ထိုးနေတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်ဒီမှာကိစ္စလေးနည်းနည်းရှင်းလို့ပေါ့ဗျာเนาะအမြန်ဆုံးလေးနဲ့ပဲကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်လက်ချိုးလေးနဲ့လွှင့်ပြခြင်းလွှင့်ပြီးတော့ပေးခဲ့ခြင်းလို့ကျွန်တော်တတ်တော့ရိုက်ပြီးတော့ပဲလွှင့်လိုက်เนาะအမြန်ဆုံးလေးပဲပြသွားမယ်ဗျာလူတွေပါလည်းမဆောင်တော့ like and share လေးနဲ့ကူညီပေးလိုက်ပါเนาะကျွန်တော်တို့ဒီမှာ ီနှလုံးပေါင်းမှာဒီနှလုံးပေါင်းခြင်းဒီကခွန်ခွန်ကြပြီးရမယ်နောက်နေ့တနေ့ပေါ့မှာနော်ဒီနှလုံးခြင်းဒီကကျွန်တော်တို့ရှစ်ရှစ်ပိုင်းကြပြီးရမယ်နောက်နေ့မှာနော်ဒီနှလုံးပေါင်းခြင်းဒီကကျွန်တော်တို့ရှစ်ပဲရှစ်ပိုင်းကြပြီးရမယ်ကျွန်တော်တို့ဒီမှာဒီနေ့ကကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီက9 9ပိုင်းကြပြီးရနော်9ပိုင်းရှိ9ပိုင်းရှိတယ်ကျွန်တော်တို့ဒီမှာကဗျာအခွေပေါ့ သဘောပြောရမယ်ဆိုရင်တော့အခွေသဘောပဲအဘူပါထည့်ခွေရင်ဒါပေမဲ့အခွေလို့သဘောမထားတော့နဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်အနီးကပ်ဆုံးဒါအမြန်ဆုံးပဲဒီမှာတော့ကျွန်တော်တို့မပြီးခဲ့ဘူးနော်မပြီးခဲ့ဘူးတစ်ချက်ကဒီနှလုံးပြန်ပေါင်းမယ်နော်ဒီရှစ်နဲ့ဒီနှစ်နဲ့ပေါင်းတော့ကျွန်တော်35ဆိုတဲ့အချိန်ကတနေကုန်မှာကြပြရမယ်ဒီမှာတော့ကျွန်တော်ခုံဘူးဆိုပြီးဒီလုံးပိုင်းတွေတော့မပြီးဘူးဒီနှလုံးပေါင်းခြင်းတွေက6 6တဲ့အချိန်နဲ့ကျွန်တော်တို့ဒီမှာပြရနော်6တက်ကော6ကော6တဲ့အချိန်နဲ့ရှင်းလုံးပိုင်းနဲ့68နော် ဲတော့ဒီလုံးပေါင်းချင်းဒီကျွန်တော်တို့က၄နဲ့ခုနပေါင်းတော့တစ်ချောက်ချင်းနော်တစ်ချောက်ချင်းနဲ့ကျွန်တော်တို့၈ချောက်တစ်ချောက်ချင်းနဲ့၈လုံးပိုင်းနဲ့ကျွန်တော်တို့ဒီမှာ86ဆိုတဲ့ခဏပြီးရဒီနေ့မှာကျွန်တော်တို့ဒီလုံးပေါင်းချင်းဒီကတဲ့တစ်ချောက်ချင်းနဲ့ဒီ၅လုံးပိုင်းနဲ့ပြီးရမှာ၅တင်း၅ဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီ၅တင်း၅ဆိုတော့ကြံငန်းနဲ့လုံး၅တက်ကတော့တွဲမကြနိုင်ဘူးပေါ့ကြာနော်ဒီမူရထိုးမယ်ဆိုရင်တော့ကျွန်တော်တို့ကအဓိက main ထိုးရမှာဒီ၅၆နဲ့၅တက်ပဲရှိတယ်နော်အဓိက main ထိုးရမှာ ဒါပေမဲ့ကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေတွေ58ကိုပဲကျွန်တော်အဓိက main ဖြစ်ပေးထားခဲ့တယ်နော်56ကိုကဒူမိန်30နဲ့18ကိုတော့ရံကစားပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လောက်ကြီးတော့စုံစင်းလာမယ်ထင်ပြတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ဖြစ်သွားပြီ။နော်6ချိန်ဖြစ်သွားပြီစုံနေစုံ break ရည်ကြတာဆိုတော့ကျွန်တော်တို့ break ကကြံနေတာက139ဆိုတဲ့ break ဒါမှ break ကိုပြောတာစုံ break ကြံနေတဲ့ break ၅လုံးကြံနေပြီ။တစ်လုံးလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီကနန်းနေမလွတ်နိုင်ဘူး။ เนาะကျွန်တော်ရဲ့မိတ်ဆွေတွေမနေ့ကကျွန်တော်60နှစ်เนาะညနေပိုင်းမနေ့ပိုင်းတက်ထွက်ဘာကြောင့်လဲကျွန်တော်60နှစ်ကိုကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ဘယ်လိုဝေးခဲ့လဲဒီ86တုန်းကကျွန်တော်ညနေပိုင်းထူးခိုင်းနေမနေ့ပိုင်းမှာကြလို့မနေ့ပိုင်းမှာထည့်ထိုးပေးထားပါเนาะ60နှစ်မိတ်တစ်ခွက်တည်းအဲဒီမှာညနေပိုင်းအတွက်ဆိုပေမယ့်မနေ့ပိုင်းမှာထိုးပါ86လို့ဒီမှာဆိုလို့ကျွန်တော်ထည့်ပြောခဲ့เนาะအဲ့တော့ဒီနေ့မှလည်းကျွန်တော်ရဲ့မိတ်ဆွေတွေ58ကိုကျွန်တော်တကွယ်ကောင်းမင်းပေးတယ်ဗျာနော်။မိုင်းမဲကန်ကန်ထွက်ပေးတယ်။နော်။ခဏနေဒီလိုဒီမှာဒီမူရကြလာမယ်ဆိုရင်ကျွန်တော် တော့ကျွန်တော်ရဲ့မိတ်ဆွေတွေနော်လိုင်းကလည်းကြသွားတယ်လိုင်းကလည်းကြအဲ့တော့ဒီလောက်ပါပဲเนาะကျွန်တော်ရေမိတ်ဆွေတွေအားလုံးကကန်ကောင်းကြပါစေအောင်မြင်ကြပါစေဒီနေ့မှာကျွန်တော်ပေးတဲ့ main quest မှလို့ကျွန်တော်မိတ်ဆွေတွေအရှုံးကြီးလို့အမြဲရကြပါစေမြတ်တဲ့သူတွေမြတ်တဲ့တဲ့မြတ်ပါသေးလို့စုံမကောင်းတောင်းပေးနေတဲ့ကျွန်တော်ရဲ့ live show လေးကိုဒီဒီမှာပဲညှနာဝင်ပြပါပြန်เนาะအားလုံး